ပြီးခဲ့တဲ့နှစ်ကကျောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုအကျန်းဖက်ဖြိုခွင်းမှုကြောင့်မြက်ွယ်မှတေရန်ချမှတ်ခံရသူဝင်းကြီးချုပ်ဟောင်းရှိတ်ခါစီနာကိုလွှဲအပ်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယကိုတောင်းဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလွန်ခဲ့တဲ့နှစ်ရက်က စာတစောင်ပေးပို့ကဝရမ်းပြေးဝင်းကြီးချုပ်ဟောင်းကိုလွှဲပြောင်းပေးဖို့အိန္ဒိယကိုတောင်းဆိုခဲ့တယ်လို့နိုင်ငံတိုင်းဝင်းကြီးတော်ဟစ်ဟူစိန်ကတနင်္ဂနွေနေ့မှာပြောပါရယ်။အသက်89နှစ်ရွယ်ရှိတ်ခါစီနာဟာ လူတောင်းလေးတောင်ကျော်သေဆုံးခဲ့ရတဲ့ပြီးကြတဲ့နှစ်လူမှုဆန္ဒပြပွဲတွေကြောင့်ယာရုကနေပြုတ်ကျပြီးနောက်15နှစ်ကြာဝင်းကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းအနီးကပ်မဟာမိတ်ဖြစ်တဲ့အိန္ဒိယမှာပေါ်အောင်ခဲ့ပါတယ်။ဒါကာမြို့ရှိအပြည်ပြည်ဆိုင်ရာရာဇဝတ်ယုံ ICT ဟာတနင်္လာနေ့ကရှိန်ခါစီနာကိုလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆွဲချက်တင်ကတည်တံ့ချမှတ်ခဲ့ပါတယ်။ရှိန်ခါစီနာကိုလွှဲပြောင်းရေးအဆင်ပြေစေဖို့ 2023ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့နှစ်နိုင်ငံတွဲရေးစာချုပ်အရအိန္ဒိယမှာတာဝန်ရှိတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါရယ်ရှေ့ခ်ဟာစီနာကိုခိုလွန်ခွင့်ပေးတာဟာချစ်ကြည်ရင်းနှီးမှုမရှိတဲ့အပြုအမူတရက်ဖြစ်ပြီးလူသားမျိုးနွယ်စုပေါ်ဆေးရဆွေးမှုကျူးလွန်မှုနဲ့ဆွဲချက်တင်ခံရသူကိုခိုလွန်ခွင့်ပေးမှုဟာတရားမျှတမှုမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဝန်ကြီးဌာနကဆိုပါရယ် ရှိခါစီနာအတွက်တရားစီရင်ချက်ကိုသတိထားမိတယ်လို့အိန္ဒိယနိုင်ငံကြီးဝန်ကြီးဌာနကပြောပေမဲ့ဘင်္ဂလားဒေ့ရှ်ကိုလွှဲပြောင်းပေးဖို့အမှတ်ချက်မပေးပါဘူး။ရှိခါစီနာကိုလွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံက၃ညင်ထက်မနည်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလူမှုဆန္ဒပြပွဲတွေနောက်ပိုင်းပထမဆုံးချိန်ထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးရှိခါစီနာရဲ့အဝမ်မီ luggage party ကိုနိုင်ငံရေးလှုပ်ရှား권ပိတ်ပင်ထားပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအငင်းပွားပွဲငင်းချမ်းရေးအဆိုပြုချက်မှာအပြောင်းလဲချို့ပြုလုပ်ဖို့အမေရိကန်နိုင်ငံကသဘောတူလိုက်ပါတယ်။ဂျနီဗာမြို့မှာယူကရိန်းတန်တမန်တွေနဲ့ဆွေးနွေးမှုဟာပြုသဘောဆောင်ပြီးအတိတ်ပဲရှိခဲ့ကြောင်းယူကရိန်းရဲ့အဆိုပြုချက်ကိုခြေခံပြီးငင်းချမ်းရေးစီမံချက်မှာပြင်ဆင်မှုတွေပြုလုပ်မယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီရိုကပြောပါတယ်။ သမရဒေါ်နယ်ထရန့်ဟာတနင်္ဂနွေနေ့အစောပိုင်းမှာပို့ပြီးအထင်သေးတဲ့လေတံရှိခဲ့ပြီးအမေရိကန်နဲ့ယူကရိန်းရဲ့ခေါင်းဆောင်မှုအောက်မှာစစ်ပွဲဘရောမမဖြစ်တော့ဘူးလို့ပြောပါရယ်စစ်ပွဲဆုံးသက်ရေးအမေရိကန်နိုင်ငံရဲ့ကြိုးပမ်းမှုတွေအတွက်ယူကရိန်းဟာကျေးဇူးကမ်းတယ်လို့ဒေါ်နယ်ထရန့်ကဆွဆွဲခဲ့ပြီးရုရှားကနေရေနံဝယ်ယူတဲ့ဥရောပတိုင်းပြည်တွေကိုလည်းဝေဖန်ခဲ့ပါရယ်ပံမိုးကူညီမှုအတွက်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုကျေးဇူးတင်ရှိကြောင်းယူကရိန်းသမ္မတဇလန်စကီကထုတ်ဖော်ပြောပါရယ် စစ်စက်ညီနိုင်မှုရဲ့အဓိကရည်ရွယ်ချက်မှာရုရှားကျူးကျော်စစ်အဆုံးသတ်ဖို့နဲ့နောက်တစ်ကြိမ်စစ်မဖြစ်အောင်ဟန်တားဖို့ဖြစ်တယ်လို့၎င်းကဆိုပါတယ်။အချက်28ချက်ပါအမေရိကန်နိုင်ငံအစိုးပြုငြိမ်းချမ်းရေးအစီအစဉ်မှာစကရက်တွေများစွာ ပြင်ဆင်ထားပြီးမူလအစိုးပြုချက်ကိုအခြေခံပါတယ်။ယူကရိန်းကငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးပါကရက်တရာတွင်ရွေးကောက်ပွဲကျင်းပရမယ်လို့သိရပါတယ်။